မကွေးတိုင်းပေါင်းမြို့နယ်အတွင်းအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်သားအလောင်း၃လောင်းနဲ့လက်နက်ခဲယံအများပြားတိမ့်ဆဲရရှိခဲ့တယ်လို့ Young Revolution Front ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ American နိုင်ငံမှာ online လိမ်လည်မှု online လောင်းကစားမှုတိုက်ဖြတ်ရေးဆိုတာထက်နက်နဲတဲ့လျှို့ဝှက်တဲ့ရွယ်ချက်တခုရှိနေတယ်လို့စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းတို့ကဆွဆွဲပြောဆိုလိုက်ပါတယ်။ ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကောင်းကောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင်မကွေးတိုင်းပေါ့မြို့နယ်အတွင်းအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်သားလောင်း၃လောင်းနဲ့လက်နက်ခဲယံအများပြားတိမ့်ဆဲရရှိခဲ့တယ်လို့ Young Revolution Front ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။၃ယောက်၅ယောက်၄ယောက်ဟာ ညာကြီးပဲဟာအယောင်ထိထားတာထိထားတာပေါင်ကျိုးနေတာငါလုံးတော့ပြေးပြီဒေးရောက်၅ရောက်မြင်းနဲ့မြင်းနဲ့၅ရောက်ညောက်ညောက်ဒီမှာရောပြေးနေပြီပြီးခဲ့တဲ့နိုဝင်ဘာ9ရက်က ပေါ့တောင်ပိုင်းတီးချောက်ကြီးရွာကနေအင်အား150ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေနဲ့တော်လိုင်းရေးပူးပေါင်းတပ်တွေရောချောင်းတနေရာမှာထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီနေရာဟုတ်ရှင်တယ်။ချမောင်းတိုင်းရလားချမောင်းအဲအခုပြတ်တဲ့နေရာကြီးအခုပြတ်တဲ့နေရာကြီးအဲ့ဒါရင်ရှေ့မှာသူတို့ကောင်တွေသူတို့ကောင်တွေချောင်းထဲမှာဟုတ်ဒီကတော့ပြုတ်လိုက်လေ နေညို့နေညို့နေညို့တလုံးတွေ့ဆောင်နေညို့တလုံးတွေ့ကအဲ့မှာချောင်းဆံမှာမတွေ့ဘူးလားချောင်းလေကောင်းကြီးမှာတိုက်ပွဲတွင်စစ်သားလောင်း၃လောင်းမျက်မြင်တွေ့ရှိခဲ့ပြီးစစ်သား၁၀ဦးခန့်တေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ဆိုပါတိုက်ခိုက်မှုကို ပေါ့စိတ်ဖြူစစ်ကြောင်းပခုတ်ကူခရိုင်အမှတ်၁၅၁၁၁၈တရင် WIF ဘူနာပေါ့ပခုတ်ကူခရိုင်အထူးလှူရှာပကဖတက်ခွဲ၃အကြံပတ်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ SOS တင်းတရင်နဲ့ပေါင်းမြို့နယ်ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြပြီးရဲဘော်၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ 我那块稳着的，我兄弟，啊，我来几辆，没没几辆，我没几辆，再超过，我 dela, 走走走，阿哥再点，阿哥再点点，点、嗯、我，点我，过秒子没别不要别，哎呀，要超两百公里，要不要超两问你啊，问你啊，走走走。 ိုင်းနိုင်ရတယ်ကိုနမောက်ပြင်းနေပြင်းပြီဆက်ပါလိုက်တော့ဒီကမှာပါတယ်ကြောက်ဆောင်းနေကောင်မဟုတ်လားရှင်မြင်လားရေလဲကောင်မရေလဲကောင်မခိုင်ပါခါခါနားလိုက်ပါအော်ဆရာဆရာလောက်ပဲရှိတာဆရာလောက်ပဲရှိတယ်ရေလဲကောင်မဟိုဟိုလျော့ပြဲဟာဟိုလျော့ဟိုပြဲ ော်ဟိုမော်ရယ်မော်ရယ်ဒီဒီဒီတော့ဒီကတော့ဘာလဲဘုလေကောမှာချောင်းပြင်းနေတဲ့ကြီးမှာရေစာနာမှာရေစာနာမှာတော့ရှင်းလို့တော့အကြီးအဲ့ဒီနာဝါအဲ့ဒီဒီအပြေတော့နောက်ပြဆောလို့မရဘူးညနေချောင်းလေကောင်မှတိချောင်းလေကောင်မှဟွာကျတော့ဒီကနီးတာလို့ဟွာနှာခမ်းနေမှုခိုင်းမှာဟုတ်လားကြည်ကြည်တုတ်ပေါ့အဲ့မှာကျနေနေဘယ်မှာချောင်းလေကောင်မှရေစာ အမေရိကန်နိုင်ငံမှာအွန်လိုင်းလိမ်လည်မှုအွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးဆိုတာထက်နည်းနည်းတဲ့လျှို့ဝှက်တဲ့ရည်ရွယ်ချက်တခုရှိနေတယ်လို့စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းတို့ကဆွဆွဲပြောဆိုလိုက်ပါတယ်။ဖလာ၁၂ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီမှာတော့ကျွန်တော်တွေ့ရတာတော့ဒီနေ့မှတွေ့ရတဲ့ကြေညာချက်ပါပဲ။ဒီထက်မှာတော့အွန်လိုင်းလိမ်လည်မှုတွေပေါ့။နေနဲ့အမေရိကန်ကိုကာကွယ်ဖို့ဆိုပြီးတော့ကြ This year of Colombia scam center strike folks around ဖွဲ့စည်းခဲ့တယ်ပေါ့နော် FCSF ဆိုတာဖွဲ့စည်းခဲ့တယ်ဆိုပြီးသူတို့ကြေညာလာတာကိုဘယ်လိုတွေ့ရပါလဲအဲဒီထက်မှာကျွန်တော်လေ့လာကြည့်တဲ့အခါမှာအရှိတောင်အာရှနိုင်ငံတွေကိုအခြေပြုပြီးတော့ခရစ်တိုကာရန်စီနဲ့အပါဝင်စိုက်ဘာလိမ်လည်မှုတွေကိုအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီးဖွဲ့စည်းကြောင်းပြလို့ကြေညာခဲ့တာဖြစ်ပါတယ်ဒီထက်မှာထူးထူးခြားခြား အတုံးနှုံးလေးတွေပါတာကိုကျွန်တော်ပြောပြခြင်းပါတယ်သူတို့ကြားတာပုံနှုံးတွေကတော့ဒါလုံးဆိုကြတတရားပိုင်းလောက်ပါတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCO တွေရတဲ့ခရစ်တိုကာရန်စီယင်းနှမြုံနံမှုလိမ်လည်မှုများနဲ့ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနေ့စဉ်အမေရိကန်များ၏စူဆောင်းငွေများအတက်များကိုခိုးယူလျက်ရှိသည်ဆိုတာပါတာတွေ့ရတယ် နောက်တစ်ပိုက်မှာတော့ဒါလိန်လယ်မှုစင်တာတွေဟာအမေရိကန်မှတရုတ်ရာဇဝတ်ဂိမ်းများဤအိတ်ကတ်ထဲသို့ရိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကြွယ်ဝမှုရှိအောင်ဖန်တီးနေတယ်ဆိုပြီးကြဆွဆွဲထားတာမျိုးလည်းတွေ့ရပါတယ်။ဒါပြင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမာအဖွဲ့တည်မြန်မာနိုင်ငံရှိလိန်လယ်မှုစင်တာတစ်ခုကိုစစ်စင်ရများပြုလုပ်ခဲ့သည်ဆိုပြီးလည်းပါလာတွေ့ရပါတယ် သူတို့စစ်စင်ရေးဘလို့လုတ်ခဲ့တယ်မလုတ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူးရေပြင်မှာလည်းသူ့ရတာတော့မရှိပါဘူးဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK Park ကဲ့သို့သောလိန်လယ်မှုနေရာများကိုတိုက်ခိုက်ရန်အတွက် Royal Thai Police Warun Tax Phone နဲ့အတူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI အေဂျင့်များဆေလွတ်ခဲ့ပြီးဆိုတာလည်းပါပါတယ်ဒါထုတ်ပြန်ချက်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပါ နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်ထဲရနေပြီကျွန်တော်တို့အာထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့အွန်လိုင်းလိမ်လည်မှုအွန်လိုင်းလောင်ကစားမှုဆိုတာထက်အွန်လိုင်းလောင်ကစားမှုတိုက်ခိုက်ရေးဆိုတာထက်နက်နဲတဲ့ hidden agenda နည်းနည်းတဲ့လေးဦးပဲရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်ကျွန်တော်တို့အနေနဲ့ကတော့အရှိမောက်ဒေတာပေါ့နော်လောက်ကိုင်းဒေတာမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေစာစကိကြတဲ့အတိုင်းတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှုတက်ဆို့ဖွဲ့စည်းပြီးဖြစ်ပါတယ်ခုထိလည်းကျွန်တော်ဆက်လက်လှုပ်ဆောင်နေရရှိပါတယ်ပြီးရင်တော့ဒီ ပြင်ပြည်နယ်မြဝတီဒေသမြန်မာထိုင်းတရုတ်သုံးဖွဲ့ဆိုင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Trial Literary Cooperation ဖွဲ့စည်းပြီးကျွန်တော်ဆောင်ရွက်လျက်ရှိပါတယ်ခုထိတည်းဆောင်ရွက်လျက်ရှိပါတယ်ဒါပြင်2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာတရုတ်နိုင်ငံကုမင်းမြို့မှာကျင်းပခဲ့တဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်စတဲ့6နိုင်ငံအွန်လိုင်း လိန်လယ်မှုပူပေါင်းတိုက်ခတ်ရေးအစီအဝေးတက်ရောက်ခဲ့ပြီးဒီအဖွဲ့နဲ့လည်းကျွန်တော်ပူပေါင်းဆောင်ရွက်လျက်ရှိပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ဒီ online လိန်လယ်မှု online လောင်းကစားမှုဆိုတာဒီကျွန်တော်မြန်မာတနိုင်ငံလဲဟိုပဲဒုက္ခပေးနေမှာမဟုတ်ပါဘူးလိန်တို့ရတဲ့နိုင်ငံတကာနိုင်ငံလူနိုင်ငံသားတွေကိုလည်းလိန်လယ်နေတာဖြစ်ပါတယ် ဒါဟုအမျိုးသားရေးတရားဝင်တရက်အနေနဲ့ပြက်ပြက်သားသားတိုက်ဖြတ်ဖို့လဲနိုင်ငံတော်ယာယီသမ္မတတမတော်ကာဝေးစုချုပ်ပို့ချိုးမှုကြီးမင်းအောင်လှိုင်အနေနဲ့ညွှန်ကြားထားပြီးဖြစ်ပါတယ်လူတို့တွေ့ဆုံခွဲတွေမှာလဲဒါဟုပြက်ပြက်သားသားထုတ်ဖို့ပြောဆိုပြီးဖြစ်ပါတယ်အတည်းရဲ့များတဲ့ကိစ္စဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးမီဒီယာများအားလုံးအနေနဲ့ဒီ online လိမ်လည်မှုတွေ အွန်လိုင်းလောင်းကစားမှုတွေပတ်သက်ပြီးသတင်းရရှိလာရင်သက်ဆိုင်ရာကိုသတင်းပေးကြပါပူပေါင်းဆောင်ရွက်သားကြပါကျွန်တော်မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း6နိုင်ငံပူပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဒေသတွင်းအဖွဲ့အစည်းတွေနဲ့ပူပေါင်းပြီးဒီအွန်လိုင်းလိမ်လည်မှုလောင်းကစားမှုကိုမြမမြေပေါ်ကနေအပီးတိုင်ချုပ်ငင်းသွားအနစ်ပြခြေမုံတုတ်တင်သွားမှဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်